အခုကိုရီးယားယောက်ျားကြာဆုံးသွားပြီယောက်ျားကြာယောက်ျားကြာဆုံးသွားပြီဆိုတော့အပယ်လူဖြစ်သွားပြီအထက်လူကြီးတွေသိအောင်တော့ပြောချင်တယ်ကြာဆုံးသွားတဲ့ရဲမေးတွေအိုးအိမ်ယာတွေကိုနေရထိုင်ကင်းလေးကိုကြာကြာနနအပီးစီရအောင်လုပ်ပေးလိုက်ဒီနေ့သေးပြီဒီနေ့ယောက်ျားသေးပြီဆိုနောက်နေ့အပီးစီရအောင်လုပ်ပေးလိုက်နော်လုပ်ပေးကြရမရှိလို့ချင်းတက်မြေမတူးကြော်ရဆိုတဲ့မြေတွေမှာအကြိုက်အဲ့နေရာတွေမှာအကွက်လေးတွေချပြီးတော့တထောင်လောက်ဖြစ်စီစီပေးလိုက်ကြအပိုင်းဒီနေ့ကြရသွားလိမ့်မယ်နော်တက်ထဲမှာမိခိုးဆိုပြီးထနေရရင်ကျွန်တော်တို့လိုတရရတရလောက်တက်တယ် တတ်မတော်အားဆုံးချိုးဖက်လောက်ခဲ့တဲ့လူတွေကမနေ့တနေ့ကဟာတွေရဲ့ဆက်ဆံမှုတွေအောက်မှာစိတ်သက်တည်ပြည့်အပ်ပြီးတင်ငယ်ပြီးနေရတာဖြစ်ချင်တာပေါ့ဒီနေ့မျိုးသားကြမလားကြသွားပြီနောက်နေ့ကိုရီအိုးယောက်ျားရဲ့ခံစားခွင့်အိုးအိမ်နေရဘာဖြစ်ဖြစ်ချက်ချင်းရသွားပြီဆို မောင်းထုတ်နေစရာမလိုဘူးအိမ်ဖက်ခန့်ကြရလည်းမလိုဘူးဒီအိမ်လေးကိုဖယ်ပေးမှလည်းပြောနေစရာမလိုဘူးကိုယောက်ျားဖြစ်တာနဲ့နောက်နေ့အိုးအိမ်ရ နောက်နေတန်းရှင်ကော့ပြီးထွက်သွားမှာအဲ့လိုလူမျိုးတွေနောက်ကြားနေတောက်ပွဲမှာကြာသွားတာစစ်တိုင်းလူတွေတာလေနော်ဒါကိုမိခိုးအင်းဆက်ချင်း၆လပြည့်တာနဲ့ဆက်ချင်းဟောတီးချဖြစ်သွားတာတော်ရမကြံခဲ့တဲ့ကိုညီမတွေလေသူတို့မျက်နှာရိတ်တိတိကြီးနဲ့တီးလန့်ဆာဆာနေခဲ့ကြရတာ မြို့တစ်နေပြီးတော့လမ်းပိုင်းတွင်ပြူစောတိများလိုက်ပါလာသောကားကိုပြစ်ခတ်တိုက်ခိုက်မှုပြူစောတိခေါင်းဆောင်တဦးအပါဝင်ခုနှစ်ဦးသေဆုံးမကွေးတိုင်းမြို့တစ်နေပြီးတော့လမ်းပိုင်းတွင်ပြူစောတိများလိုက်ပါလာသောကားကိုပြစ်ခတ်တိုက်ခိုက်ရာပြူစောတိခေါင်းဆောင်တဦးအပါဝင်ခုနှစ်ဦးသေဆုံးခဲ့ကြောင်း မြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည့်မလ29ရက်နေ့မွန်းလွဲ2:45မိနစ်ခန့်တွင် မြို့တင်နေပြည်တော်လမ်းပိုင်း၌ရွှေပန်းရွာမှပြူစောထီများလိုက်ပါလာသောကားကိုတော်လန်ရေးတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရင်းတိုက်ခိုက်မှုအတွင်းပြူစောတိခေါင်းဆောင်တဦးအပါအဝင်ပြူစောတိခုနှစ်ဦးသေဆုံးပြီးစာရွက်စာတမ်းများနဲ့မူရည်စေဝါများတင်းစဲရရှိခဲ့ကြောင်းသိရှိရသည့်မြို့တစ်နေပြည်တော်လမ်းပိုင်းမှာတိုက်ခိုက်ခဲ့တာပါလိုင်းခတ်ခဲ့ကြောင်းအခုမှထုတ်ပြန်ဖြစ်တာသူတို့ကမပတာသွေးတောက်မင်းမင်းရဲ့လက်ယုံတွေဆိုတော့နေမြေထဲမှာအနည်းရရှိဆုံးပြူဖွဲ့တွေမို့လို့သူရဲ့လက်ကြံပြူတွေပါဆက်လက်ရှင်းလင်းသွားမှာပါဟု မြို့တစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်